ပါရှင်ကျမကတော့ချေချိုဆမ်းမ DPPO မြန်တန်ကြားရဲ့မနက်ရှင်းနိုင်တဲ့နေ့ကိုတင်ဆက်ပေးပါရမယ်မြန်မာနိုင်ငံသတင်းတွေကပတဲ့နေနဲ့အတူအခစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင် စားသုံးစီတင်သွင်းသူလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးလုပ်ငန်းကော်မတီအနေနဲ့မေလ16ရက်ကနေမေလ25ရက်နေ့ထိစားသုံးစီတပိတ်သားရည်ညွှန်းဆေးကိုငွေကျပ်6525ကျပ်သတ်မှတ်ခဲ့ပြီးအရင်တစ်ပတ်ကထက်65ကျပ်ထပ်မံကျဆင်းလာပါတယ်။ကော်မတီရဲ့ဆိုရစားသုံးစီဆေးကိုဝယ်ယူတင်သွင်းတဲ့နိုင်ငံတွေရဲ့ဈေးနှုန်းအတက်ကျပုံမူတည်ပြီးပြည်တွင်းမှာဖြစ်သင့်ဖြစ်ထိုက်တဲ့ဈေးနှုန်းကိုအပတ်စဉ်သတ်မှတ်ပေးနေတာပါ။ပြီးခဲ့တဲ့သတင်းပတ်ကတော့တပိတ်သားကို6620ကျပ်သတ်မှတ်ခဲ့ပါတယ်။ အင်ဒိုနီးရှားနဲ့မလေးရှားနိုင်ငံတို့ကနေမြန်မာနိုင်ငံကို CIF စနစ်အရတည်သွင်းနေတဲ့စောင်းစီတံဆင်းနှုံက2025ခုနှစ်ဇန်နဝါရီလကစပြီးဇက်တိုက်ကျဆင်လာခဲ့တာကြောင့်ပြည်တွင်းတပိတ်တာလက်ကရညွန့်စင်းနှုံလဲအဲ့ဒီလေလာတာကာလအတွင်းမှာ955ချက်ထိကျဆင်လာတာဖြစ်တယ်လို့ကော်မတီကဆိုပါတယ်ကော်မတီကထုတ်ပြန်ထားတဲ့ဆင်းတွေအရဒီနှစ်နှစ်ဆန်ပိုင်းမှာ စောင်းစီတပိတ်တာကို9280ကျပ်ဝန်းကျင်ရှိခဲ့ရာက မေလတတိယအပတ်မှာ6525ကျပ်ထိရောက်ရှိခဲ့ပါတယ်။စောင်းစီကိုရညွှန်းစေပေါ်တည်ယူပို့ဆောင်စိမ့်နဲ့အမြတ်200ကိုင်းနှုန်းသာတင်ပေးရောင်းချဖို့နဲ့တခြားစီတွေနဲ့ရောနှောရောင်းချတာတွေမပြုလုပ်ဖို့စားသုံးသူရဲရဦးစီးဌာနကသတိပေးထုတ်ပြန်ထားပါတယ်ရှင်။ ရခိုင်ပြည်နယ်နဲ့ ARA တိုင်းဆက်ကထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသတွေမှာ73စီဈေးနှုန်းတလီတာကို7000ကျော်အထိမြင့်တက်လာတယ်လို့ဒေသခံတွေကပြောပါတယ်။လေမျက်နှာရေကြီးတဲ့တာပေါင်းမြို့နယ်တွေကတိုက်ပွဲဖြစ်ပွားနေတဲ့ခြေရွာတွေမှာ73စီတလီတာကို7000အထိဈေးတက်လာပြီးတိုက်ပွဲတွေမဖြစ်ခင်က73စီတလီတာကို7000ဝန်းကျင်ထိသာဈေးရှိတယ်လို့ဆိုပါတယ်။ စစ်ကောင်စီက73စီနဲ့စားသောက်ကုန်တွေကိုတပ်ပွဲဖြစ်ပွားတဲ့ဒေသတွေစီတိုက်ဝင်းကန့်သက်ထားတဲ့အတွက်ဈေးတက်သွားတာလို့လေမျက်နှာမြွနယ်ကဒေသခံတယောက်ကပြောပါတယ်။တပ်ပွဲဖြစ်တဲ့ဒေသတွေမှာစီစေးတက်လာတဲ့အပြင်လူတလောက်မရဖြစ်နေပြီးရေသက်မှုနဲ့ရောင်းတဲ့ရက်ထဲကဆိုင်တွေမှာသာဝယ်နေရတယ်လို့ဆိုပါတယ်။ ငတိုင်းချောင်းမြို့အထက်ပသိမ်မုံရွာလမ်းနဲ့ငတိုင်းချောင်းကွာလမ်းစုံမှာရှိတဲ့ရင်းနသာဂိတ်မှာကုန်စည်သယ်ယူတာကိုနေ့တိုင်းစစ်ဆေးပြီးပိတ်ဆို့ထားတယ်လို့ဟင်္ဒရာမြို့ကလုပ်ငန်းရှင်တယောက်ကပြောပါတယ်ရှင်ဖေကုံရှစ်ဘက်ချမ်းကလက်လွတ်လိုက်ရတဲ့နေမျိုးတွေကိုပြန်ရဖို့အတွက်စစ်ကောင်စီဘက်ကအသေးခံကွန်မန်ဒိုတပ်သားတွေအုံပြုပြီးစစ်ကြောင်းထိုးလာနေပါတယ်။ဒီသတင်းပြည်စုံကို မော်ရစ်ကပြောပြပေးမှာပါရှင်။ ခရီးနီပြည်နယ်ဖေကုံအရှိတ်ဘက်ခြံကတော်လိုင်းရေးတပ်ပေါင်းစုတွေထိန်းချုပ်ထားတဲ့နယ်မြေတွေကိုပြန်ရဖို့စစ်ကောင်စီဘက်ကဒီလအတွင်းမှာလေကြောင်းကနေပေါ်မြေပြင်ကနေပါ PNO တပ်တွေနဲ့ပေါင်းပြီးစစ်ကြောင်းထိုးလာနေတာပါအဲ့ဒီတိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကအသေးခံကွန်မန်ဒိုတွေတုံးပြီးစစ်ကြောင်းထိုးနေတယ်လို့လက်ရှိရှေ့တန်းမှာကတိုက်နေတဲ့အင်းလင်း PDF အဖွဲ့က DBB ကိုအတည်ပြုပါတယ်မေလ17ရက်နေ့ညောင်ရွှေမြို့နယ်ရေပူကြီးရွာဘက်ကိုခြိတက်လာတဲ့စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေဖြစ်တဲ့ပြားစစ်ကြောင်းအင်းလေး PDF 1339တပ်ရင်းဖေကုံ PDF 1336တပ်ရင်းနဲ့အလဲပိုင်းတိုင်းအထူးစစ်စင်ရေးတပ်ဖွဲ့တို့ဟာတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်မှ18ဦးထက်မနည်းသေဆုံးခဲ့ပြီးအရှင်၃ယောက်မိထားတယ်လို့ပြားစစ်ကြောင်းကထုတ်ပြန်ထားပါတယ်အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကအထူးတင်နန်းပေးလေ့ကျင့်ထားတဲ့အသေးကန်ကွန်မန်ဒိုတပ်သားတွေကိုအသေးကောအရှင်ကောဖမ်းမိထားတဲ့အပြင်တိုက်ခိုက်ရေးဒရုန်းကြီးနှစ်စင်းကိုဂျာမာဂန်နဲ့တော်လိုင်းရေးတပ်ပေါင်းစုဘက်ကပစ်ချနိုင်ခဲ့တာ ် MA3 တနက်3လက်နဲ့ MA1 တနက်3လက်နဲ့ခဲယမ်းတွေကိုပါသင်ယူနိုင်ခဲ့ပါတယ်။အဲ့မှာပါလာတဲ့ဒီဒီ piano စတားတွေကအဲ့ဒီ dancing လို့တနက်အဲ့ commando dancing လို့ပြောလို့ရတဲ့စတားတွေစတားတွေပါတယ်။အဲ့ဒါဘယ်လိုလုပ်တည်လဲဆိုတော့သူတို့အဲ့ဒီမှာဒီတပွဲဖြစ်တဲ့နေရာမှာဘောနော်တို့တို့တို့ဘယ်လိုကွန်မန်ဒိုစစ်သားတွေတင်နေစင်းနေဘောနော်ဒီခန္ဓာတားတွေဆိုပြီးအော်ပြီးအပူပါတာနဲ့ ကြော်ပြီးတက်လာတာပေါ့နော်ဒီတစ်ခေါက်ကျွန်တော်တို့မိထားတာကတော့ဒီရှိပင်းတိုင်းရပါတော့ရှိပင်းတိုင်းဒီကျင်းတော်အခြေစိတ်တဲ့ဒီ3ကန်တိုင်းစစ်စစ်တိုင်းရပါအဲဒီ3မီတာစစ်တိုင်းရပါလေ။အဲဆိုသူတောင်းထန်းဆောင်တက်က20ကျော်တက်ချက်တယောက်ပါတယ်။အဲပြီးတော့3နဲ့4နှစ်ကျော်ကနှစ်ယောက်ပါနော်။တိုက်ပွဲအတွင်းအထိနာသွားခဲ့တဲ့စစ်ကောင်စီဟာညောင်ရွှေမြို့နယ်စွန်စဲကျွေးရတဲကလူမှုနေအိမ်အလုံး20ကျော်ကိုမီးရှို့ဖျက်ဆီးပြီးစုခါသွားတယ်လို့ရှမ်းတောင်စစ်သေးတာဗျူဟာတစ်ကလည်းထုတ်ပြန်ထားပါသေးတယ်။ မေလ14ရက်နေ့ကလည်းမိုးပြဲမျိုးကိုထိုးလာတဲ့စကားဆစစ်ကြောင်းနဲ့တော်လိုင်းရင်တပေါင်းစုတွေနဲ့ထိတ်တိုက်တိုက်ပွဲတွေဖြစ်ခဲ့ပြီးစစ်ကောင်စီဘက်က9ဦးထက်မနည်းသေးဆုံးခဲ့ရာအဲ့ဒီစစ်ကြောင်းကခမာရ၄နှစ်နှစ်ထဲကိုပြန်ဆုံနိုင်ဖို့အတွက်လက်နက်ကြီးတွေနဲ့အစိမ့်မှွေလို့ယူဆရတဲ့ဘုံတွေကိုအလွန်ကျွံပစ်ခတ်ခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။လက်ရှိမိုးပြဲမှာဒီအတွင်းတိုက်ပွဲတွေညင်နေပေမဲ့အချိန်မရွေးတိုက်ပွဲတွေဖြစ်နိုင်တယ်လို့ရှမ်းတောင်စစ်သေးတာဗျူဟာတက်က DBB ကိုပြောပါတယ်။ အမှုပဲပြမှာတော့လောဆယ်ဟာတင်းနေနေတော့ပဲနော်တပ်ပွဲဖြစ်လို့မျိုးတော့မရှိဘူးပေါ့လေခွေးဖက်ကတော့ထုံးစံတိုင်းသူလည်းနေကြည့်ပြနေတယ်အဲ့လိုပဲရှိရနော်မိုးပြဲကိုပြန်ရဖို့အတွက်စစ်ကောင်စီဘက်ကဧပြီလတည်းကစစ်ကြောင်းထိုးနေတာဖြစ်ပြီးဖဲကုံအင်းအရှိဘက်ချမ်းကရေပူတောင်ပို့ကွဲဖះတောင်ကျေးရွာတွေကိုလေချောင်းကနေကောလက်နက်ကြီးတွေနဲ့အပြင်အသေးခံကွန်မန်ဒိုတပ်သားတွေပါတုံးပြီးစစ်ကြောင်းထိုးနေတဲ့အတွက်တော်လိုင်းရေးတပ်ပေါင်းစုတွေနဲ့တိုက်ပွဲပြင်းထန်နေပါတယ်ကျွန်တော်မော်ရစ်ပါခင်ဗျာ ပဲခူးတိုင်းတနောင်ကြီးမြို့နယ်ထဲကစစ်ကောင်စီရဲ့တပ်မတော်ကြီးတက်ခိုက်ရေးတင်နန်းကြောင်ဘီရင်အောင်ကိုမေလ19ရက်မနေ့အစောပိုင်းမှာ short တိုက်တုံနဲ့ပြစ်ခတ်တက်ခိုက်ခဲ့တယ်လို့တွန်လိုင်းအင်အားစုတွေကပြောပါတယ်အဲ့ဒီကြောင်ကိုပထမဆုံးချိန်တက်ခတ်တာဖြစ်ပြီးတရခုံမမ short tight ဒုံ၅လုံးပြစ်ခတ်ရမှာလေးလုံးအအောင်မြင်မြင်ပြစ်ခတ်နိုင်ခဲ့တယ်လို့ပြောပါရတယ်။ အဲ့ဒီတင်နန်းချောင်းကစစ်ကောင်စီတပ်ဖွဲ့အသီးသီးအတွက်တက်ခိုက်ရေးကောင်းဆောင်တွေကိုမွေးထုတ်ပေးနေတဲ့တင်နန်းချောင်းဖြစ်တာကြောင့်အခုလိုတက်ခိုက်ခဲ့တာလို့တက်ခိုက်မှုမှာပါဝင်တဲ့ Brave Warriors for Myanmar BWM တပ်ဖွဲ့တာဝန်ရှိသူတယောက်ကပြောပါတယ်ဒီတက်ခတ်မှုမှာစစ်ကောင်စီတင်နန်းကြောင်းကတိခတ်မှုနဲ့ပတ်သက်ပြီး DPP အနေနဲ့အသေးချအတိမပြုနိုင်သေးပါဘူးရှင်။ မြိုက်တနင်္သာရီကားလမ်းပေါ်ကစစ်စေးဂိတ်တွေမှာအသားငါသိယူခွင့်ပိတ်ပြီးနောက်တနင်္သာရီမြို့နယ်ကခြေရွာတွေမှာအသားငါဈေးတက်လာပြီးဝယ်ယူမရတဲ့အခက်အခဲတွေရှိလာတယ်လို့ဒေသခံတွေကပြောပါတယ်မြေမြို့နယ်အလွန်ကျေးနပ်နိုင်စစ်စေးဂိတ်ကနေတနင်္သာရီမြို့နယ်ဘက်ကိုမေလ9ရက်နေ့ကစပြီးအသားငါသိဝင်း3လပိတ်လိုက်ပြီးနောက်ခြေဝရီဘက်ကိုအသားလာရောက်တဲ့ဈေးကားတွေမလာတော့တာပါကြက်ချံဝက်ချံတွေရှိတဲ့အတွက်အသားလုံးဝမရှိတော့တာမဟုတ်ပဲဈေးကြီးလာတာလို့ ထုံွယ်ရွာကန်တယောက်ကပြောပါတယ်လက်ရှိတနင်္သာရီမြို့ပေါ်မှာကြက်ဝက်ဈေးနှုန်းတွေတက်လာပြီးတပိတ်တာကိုကြက်3000နီးပါးလောက်ပေးဝယ်နေရကအသားငါမပိတ်ခင်ကတပိတ်တာကိုကြက်2000ကျော်လောက်သာပေးရတယ်လို့ဆိုပါတယ်စစ်ကောင်စီကတနင်္သာရီမောရောင်ကာလန်ပိုင်းမှာတပ်ပွဲတွေပြင်းထန်နေပြီးနောက်ပိုင်းခြေရွာတွေဘက်ကိုအခုလိုစာနာရိတ်ခါတွေဖြတ်တောက်လာတာလို့သိရပါတယ်ရှင် ARD တိုင်းမှာပြီးခဲ့တဲ့လေးလအတွင်းတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ပတ်သက်တယ်လို့ဆွဆွဲပြီးလူနေအိတ်အလုံး80ကျော်ချိတ်ပိတ်သိမ်းဆဲခံခဲ့ရတယ်လို့စစ်ကောင်စီနဲ့နေဆက်သူတွေစီကတီးရပါတယ်ပြီးခဲ့တဲ့ဇန်နဝါရီလကနေဧပြီလကုန်ပိုင်းထိလေးလအတွင်း ARD တိုင်းမှာရက်သားနေအများစုပါဝင်တဲ့လူနေအိတ်အလုံး80ကျော်ချိတ်ပိတ်ခံခဲ့ရတာပါနေအိမ်တွေချိတ်ပိတ်ခရလို့အရက်သားတချို့နေစရာအိမ်မရှိပဲဖြစ်နေတယ်လို့စစ်ကောင်စီတပ်နဲ့နေဆက်သူတယောက်ကပြောပါရတယ်။ ခြေပိတ်ခံရတဲ့လူနေအိမ်အလုံး80ကျော်ဟာကြိုက်လက်နဲ့မဥပင်းအပါဝင်မြို့နယ်10မြို့နယ်ကနေအိမ်တွေအများဆုံးပါဝင်တယ်လို့သိရပါတယ်ရှင်အချင်းထောင်တွေမှာအသုံးစရိတ်ဘတ်ဂျက်တွေနဲ့ပါတဲ့အတွက်အချင်းသားတွေကိုအစားအသောက်ကျွေးရမှာပုံမှန်သတ်မှတ်ထားတာတွေထက်လျှော့ကျွေးနေတယ်လို့နိုင်ငံအချင်းသားတွေကိုကူညီနေတဲ့အဖွဲ့တွေစီကသိရပါတယ်ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်နိုင်ငံတော်ဝန်အချင်းထောင်တွေမှာအသုံးစရိတ်ဘတ်ဂျက်တွေနဲ့ပါလာတဲ့အတွက် ိုင်ငံရေးကျင်းသူကျင်းသားတွေပါဝင်အကျဉ်းသားတွေအားလုံးကိုအစားအသောက်လုံလုံလောက်လောက်မကျွေးတဲ့အပြင်သတ်မှတ်ရထားချက်တွေထပ်ပို့ပြီးရှော့ကျွေးနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PPNM ကနေသိရပါတယ်ဒီလွန်ခဲ့တဲ့၂လလောက်ကနေစပြီးမှတော့အကျဉ်းထောင်မှာဘတ်ဂျက်တွေညော့နေတယ်ဆိုတော့အကြောင်းပြချက်ကိုထောင်ပိုင်းတွေကတရားဝင်ပြောဆိုပြီးအကျဉ်းသားတွေကိုကြက်ဥပေါ့နော်တပတ်မှာနင်းညနဲ့နဲ့နှုံနဲ့တွက်မယ်ဆိုရင်၁၄နဲ့စားတဲ့အခြေအနေမျိုးမှာ ပုံမှန်ဆိုရင်အတားဟင်း၄နဲ့တရဝင်ကျွေးရပါတယ်ဒါပေမဲ့အခုလောဆယ်အဲ့ဒီအတားဟင်း၄နဲ့အစာကြက်ဥ၄လုံးပေးတာမျိုးပေါ့နော်အတားဟင်းတွေမကျွေးတာမျိုးတွေဖြစ်လာတယ်အဲငားဆိုရင်လည်းငားကိုဘိုက်တာကိုအလေကနေမှတက်တက်ခွဲပြီးမှနှစ်လက်မှအရွယ်ပေါ့နော်အတုံးလေးတွေပဲရတော့တာမျိုးတွေဖြစ်ပါတယ်ပုံမှန်ပြန်ပြတ်တက်မှတ်ထားတဲ့အကျဉ်းသားတစ်ယောက်ကိုအဲအနည်းဆုံး ခုနှစ်ချက်သားလောက်ကျွေးရမယ်ဆိုတော့ဆိုင်ရင်ဆိုင်ညိုးနေတာလက်ရှိအခြေအနေမှာတော့လုံးဝမရရှိဘူးဒီလိုအခြေအနေတွေကိုကျွန်တော်တို့နိုင်ငံချင်းအချင်းတွေရောအချင်းအချင်းတွေအားလုံးရင်ဆိုင်နေရပါတယ်မေတီလာချင်းထောင်အိုးဘိုချင်းထောင်ပသိန်ကြီးလူငယ်ထိန်သိမ်းရေးချောင်းလွိုင်းကော်ချင်းထောင်ပေါန့်တဲချင်းထောင်ဒါယူချင်းထောင်နဲ့ပသိန်ချင်းထောင်တို့မှာအသားဟင်းမကျွေးရမကျက်တဲ့အသားတွေကျွေးရနေပဲနေနေရေကြဲကြဲပဲဟင်းကိုသာကျွေးနေကြောင်း PBN မြန်မြဲထုတ်ပြန်ချက်တွေရသိရပါတယ် အာနာသိန်းစာ2021-2022ခုနှစ်တွေမှာတော့အကျဉ်းသားတွေကိုသတ်မှတ်ထားတဲ့အသားဟင်းပမာဏပြေဝအောင်မကြွေးခဲ့ပဲအခုချိန်မှာတော့ပူဆိုးလာကြောင်းသိရပါဗျ။အခုလိုအကျဉ်းထောင်တွေအတွင်းအကျဉ်းသားတွေကိုအစားအသောက်လျှော့ကြွေးတာက လူခွေရေးချိုးဖောက်နေရာဖြစ်ပြီးစစ်ကောင်စီနဲ့အကျဉ်းဦးစီးကိုယ်တိုင်ကလက်ရှိပြဋ္ဌာန်းထားတဲ့နိုင်ငံသားရင်းရတဲ့နဲ့အခွင့်အရေးဥပဒေကိုချိုးဖောက်နေတာဖြစ်ကြောင်းကင်းဒီနိုင်ငံရေးကျင်းသားများဖွဲ့ KPPA ရဲ့တာဝန်ရှိသူကပြောပါတယ်။ အကျဉ်းသားတိုင်းရဲ့အသက်ရှင်မှုတွေတော်မို့ရင်အကျဉ်းထောင်ထဲမှာနေထိုင်တဲ့ကာလပတ်လုံးအဲသူတို့ရဲ့စာဝတ်နေရေးနေထိုင်ရေးအဆင်ပြေမှု အာမခံရမှာဒီအကျဉ်းထောင်ရဲ့ဥပဒေမှာလည်းပြဋ္ဌာန်းထားပြီးသားဖြစ်တယ်ပေါ့နော်အခုလိုအကျဉ်းသားတွေကိုအစားအသောက်ဝီရှူရှော့ရှော့ချတာတွေအကျဉ်းသားရဲ့ရပိုင်ခွင့်တွေကိုကတ်တပ်ပိတ်ပင်နေဆိုတာကအစိုးရကဒီအခုဒီစစ်ကောက်စီရဲ့ရန်တရားမှာတာဝန်ထမ်းဆောင်တဲ့ဝန်ထမ်းတွေကစား မြန်မာနိုင်ငံမှာပြဌာန်းထားတဲ့ဥပဒေကိုသူတို့ကိုယ်တိုင်ချူဖောင်းနေတဲ့အချက်ကိုတော့ကျွန်တော်အနေနဲ့ထောက်ပြချင်ပါတယ်။အကျဉ်းထောင်နေမှာကြွေးတဲ့အစားအသောက်တွေကအာဟာရပြည့်ဝတာမရှိတဲ့အတွက်နိုင်ငံရေးအကျဉ်းသားတွေပါဝင်အကျဉ်းသူအကျဉ်းသားအလုံးဟာခန္ဓာကိုယ်အောက်ပိုင်းမလှုပ်ရှားနိုင်တဲ့ရောဂါထောင်ခေါတုတ်ဆွဲဝေဒနာလူနာရေအတွက်များပြလာတယ်လို့ PBNM ကဆိုထားပါတယ်။ PBNM မြေစုံစမ်းချက်တွေအရငင်းချက်အကျဉ်းထောင်တစ်ခုထဲမှာပဲစုစုပေါင်းအကျဉ်းသားတွေရဲ့15ရာခိုင်နှုန်းရှိတယ်။ လူပေါင်း200လောက်ကတုတ်ဆွဲဝေဒနာခံစားနေရကြောင်းလည်းသိရပါဗျ။ကျွန်မဝေပါ။ကော့စတာရီကာနိုင်ငံပတ်ကိုစီတင်းထောင်တဲ့ကိုညဘက်ကြီးမူးယစ်ဆေးခိုးသွင်းတဲ့အကြောင်းကလေးကိုတာဝန်ရှိသူတွေကဖန်စီကယ်ဆယ်လိုက်ကြပါတယ်။အကြောင်းကလေးရဲ့ကိုပေါ်မှာမူးယစ်ဆေးထုတ်နှစ်ထုတ်ကိုတွဲပေးထားတာဖြစ်ပါတယ်။ ထောင်ထဲကဆိုင်လန် area မှာအဖြူနဲ့အမဲခွက်ကြောင်လေးတကောင်ပြေးလွှားနေတာကို ထောင်တာဝန်ရှိသူတွေကသတိထားမိခဲ့ပါတယ်။ဖေကမှမသိတဲ့ဒီကြောင်လေးကိုဖန်ကြည့်တော့မှကြောမာမူရစ်ဆဲတွေကိုခနာကိုနဲ့တသားရဲဖြစ်ပြီးကတ်နေအောင် ထုတ်ပိုးတဲဆောင်လာခဲ့တာတွေ့ခဲ့ရတာဖြစ်ပါတယ်။ဆေးကြောင်235.65 g cooking cane crate paste 60 g 6 g နဲ့လိပ်တော့ဖို့စက္ကူနှစ်ချပ်ပါဝင်ပါတယ်။ မွေးရဆေးရဲသေးဆဲလိုက်ပေမဲ့ကြောင်ကလေးကိုတော့ကျမရေးစစ်ဆေးဖို့မြို့သားတရိတ်ဆန်ကျမရေးဌာနကိုလွှဲပြောင်းပေးထားတယ်လို့သိရပါတယ်။ဒီကြောင်ကလေးကတော့နာကိုမီချီမွေးရကြောင်ကလေးဆိုပြီးလူမှုကွန်ရက်မှာနာမည်ကြီးနေပါတယ်ရှင်။ မက်စစ်တီအသေးအနေနဲ့လာမယ့်ရာသီမှာအပြောင်းလဲတွေလှုပ်ဆောင်ဖို့လိုအပ်ကြောင်းကွင်းလယ်လူဘာနာဒိုဆေးဗာကပြောသွားပါတယ်။မက်စစ်တီအသေးဟာဒီနှစ်ရာသီမှာပရီးမီးယားလိဂ်နဲ့ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာရလဒ်မကောင်ခဲလို့ FA Plus စုဖလာရယူဖို့ပြတ်မှတ်ထားခဲ့ပေမဲ့ဘောလုံးပွဲမှာခရစ်စတယ်ပဲလက်စ်ကိုရှုံးနိမ့်ခဲ့တာကြောင့်စုဖလာလက်မဲ့ရာသီနဲ့တွေ့ကြုံခဲ့ရတာပါ။ အခုနှစ်ရာသီကခက်ခဲတဲ့ဘလုံးရာသီဖြစ်ပြီးအသေးရအစ်စ်တန်းနဲ့အညီစွမ်းဆောင်ရည်ကောင်းထုတ်ပြနိုင်ခြင်းမရှိတဲ့အခြေအနေကြောင့်လာမယ့်ရာသီမှာတေချာပေါက်အပြောင်းလဲတွေလှုပ်ဆောင်ဖို့လိုအပ်ကြောင်းဘာနာဒိုဆေဗာကပြောပါတယ်။မန်စတီးသင်းဟာလာမယ့်ရာသီအတွက် ကစားသမားခေါ်ယူမှုတွေလှုပ်ဆောင်ဖို့စီစဉ်နေပြီးလီဗာကူဆင်ကွေးလက်လူဖလော်ရီယာဝစ်အပါဝင် နော်တင်ဟမ်ကဂစ်ဝိုင်းနဲ့တခြားတိုက်စစ်ကစားသမားတွေကိုလည်းခေါ်ယူဖို့ချိန်ဆက်နေပါတယ်ရှင်။ ဒီပပယုံမြင့်တန်ကြားရဲ့မနက်ရှင်နိုင်တဲ့တွင်ကိုရှုစားခဲ့ရတာပါမနက်စင်နိုင်မှလည်းထပ်ပြီးရရှိတဲ့တွင်ကိုဖြစ်ဆက်တင်ဆက်ပေးအောင်ပါကျွန်မကတော့ချေချိုဆက်မှာဂျေဆုတင်ပါတယ်ရှင် လက်နက်ကင်ပဏိပခတွေနဲ့စစ်ပွဲတွေကြားမှာရှင်သန်ရက်တည်ဖို့မိသားစုနဲ့အတူ ရှိနေခြင်းဟာခွန်အားတစ်ခုပါပဲတံပိုးထားချစ်ခင်ရတဲ့မိသားစုဝင်နေတဲ့အတူတူလုံခြုံတဲ့နေရာတစ်ခုကျွန်တော်တို့ဖန်တီးကြပါစို့ပုတ်ပတ်ဝင်းကျင်မှာရှိတဲ့အရာဝတ္ထုတွေကိုသုံးပြီးတစ်ဆင့်ပြီးတစ်ဆင့်စနစ်တကျလှုပ်ဆောင်သွားမယ်ဆိုရင်တော့လုံခြုံစိတ်ချရတဲ့ဘုံခုခြင်းတစ်ခုကိုအမြန်ဆုံးဖန်တီးနိုင်ပါတယ် တကယ်တမ်းပြောရရင်ဒီဟာကဘုံခိုခြင်းတစ်ခုတည်းပူပါတယ်ချစ်ချင်းမေတ္တာပြည့်နဲ့ဖန်တီးထားတဲ့အိမ်နဲ့မကွာဘုံခိုရာနေရာတစ်ခုပေါ့ဒီနေရာကိုကျွန်တော်တို့လက်တွေနဲ့ပဲအတူတူဖန်တီးထားတာပါအတူတူဆိုရင်ကျွန်တော်တို့အားလုံးအတူတူဆိုရင် စိတ်ချလုံခြုံတဲ့အနာဂတ်တစ်ခုကိုတက်ညီလက်ညီဖန်တီးနိုင်ပါတယ်ကျွန်တော်တို့နဲ့အတူလုံခြုံစိတ်ချရတဲ့ဘုံခုချင်းတစ်ခုတည်ဆောက်ကြရအောင် မိသားစုတစုပုံခုနိုင်မဲ့ဘုံခုချင်းတစ်ခုအတွက်၄ပေ၅ပေနဲ့နဲ့၈ပေ၆ပေအကျယ်ရှိတဲ့ကျင်းတစ်ခုတူးရပါမယ်။ဝင်ပေါက်ကိုအဲပုံစံတစ်စစ်ချိုးထားပါ။နေရံနဲ့ကြမ်းကင်းတွေကနေရေမစိမ့်နိုင်အောင်ပလတ်စတစ်ခင်းထားပါ။အမိုးအတွက်၆လက်မပတ်လည်တစ်လုံးခင်းရပါမယ်။တစ်လုံးမရရင်ဝနက်ထန်းလုံးနဲ့သုံးနိုင်ပါတယ်။လေဝင်ပေါက်အတွက်၄လက်မပတ်လည် PVC ပိုက်နှလုံးကိုထွင်းထည့်ပါ။ဖုံမိုက်မဝင်နိုင်အောင်အဲပုံစံချိုးထားပြီးပါ။ အပေါ်ကနေပလတ်စတစ်ဘိုးကတန်ပြားပြင်ပြားခုခုခင်းပါတဲအိတ်ဒါမှမဟုတ်မြေအိတ်တွေကိုအလျားတစ်ထက်အနံတစ်ထက်ထက်ခင်းပြီးပါပြီးမှဝက်ကက်ခင်းပါမြေဖို့ပါရေမွေအောင်ကျင်းပတ်ပတ်လေမှာရေနှုတ်မြောင်တူပေးပါစောက်ပုံစောက်နီးနဲ့တေးစိတ်အချက်လက်တွေကိုတော့ Telegram channel, DVB TV, Facebook, YouTube တို့မှာကြူအောင်စကန်ဖတ်ပြီးကြည့်ရှုလိုက်ပါ မိသားစုတိုင်းရှင်သန်ဖို့အိမ်ထဲမှာကွာပုံဖို့ဆိုဒီပီပီရုပ်မြင်တန်ကြားပရိသတ်များမင်္ဂလာပါခင်ဗျာ ကျွန်တော်ရဲ့ပုံမှန်တက်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစားပါဇက်အငှားပေးတာများဖက်ချခြင်းအစီအစဉ်ပြန်လည်စတင်ပါပြီခင်ဗျာဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့အတူတူဖက်ချပေးမဲ့သူကတော့မတ်တီရီပဲဖြစ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါမတ်တီရီရေဟုတ်ကဲ့ရှင့်မင်္ဂလာပါကိုအောင်ကျော်ရေဟုတ်ကဲ့ပါကျမတို့ရဲ့ပတ်စဉ်တင်ဆက်နေကြဖြစ်တဲ့တော်တူ TVB အစီအစဉ်ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရရှင် ုတ်ကဲ့ပါမသိဘူးဒီတစ်ပတ်မှာပေးတာတွေထဲကမှာပထမဦးဆုံးဖတ်ကြားပေးခြင်းတဲ့စာကတော့ရန်ကုန်တိုင်းဒေသကြီးမြန်ကုန်မြို့နယ်ကပေးပို့လာတဲ့စာလေးတစ်ထောင်နဲ့အရေးဆုံးစပြီးတော့ဖတ်ကြားပေးခြင်းပါတယ်ခင်ဗျာပေးပို့လာတဲ့အကြောင်းအရာကတော့ဒို့တော့တူ DPP ရန်ကုန်တိုင်းဒေသကြီးမြန်ကုန်မြို့နယ်မှာလက်စစ်မီးတွေအလွန်ဆိုးရွားစွာပျက်စီးနေလို့စီးပွားရေးလုပ်ငန်းတွေအခက်တွေ့နေရသလိုအခြေခံလူဒန်းစားတတိယရွယ်ဦးတွေမှာလည်းအပူဒဏ်ကြောင့်မီးမလာ၍အသက်ဆုံးရှုံးသူများ ယောဂပိုဆိုးသူများကြုံတွေ့နေရပါတယ်။သို့ဖြစ်တော့လဲ EBC ကနေပြီးတော့စီပင်ကိုလက်ထိုးပြီးဆောက်လုပ်ခွင့်မရှိပဲလူနေထိုင်ခွင့်မရှိပဲဆောက်လုပ်ထားကြတဲ့စံချိန်စံညုံးမမီတဲ့အထက်မြင့် contract တိုက်တွေကို လက်စစ်မီးတွေကိုလက်ငွေအများကြီးယူပြီးတော့တက်ဆင်ပေးခြင်း ပြုလုပ်နေကြသလိုဘာသာဘာပုံရဲ့ပွဲလန်းသဘင်တွေပထန်းပွဲတွေကအစချမ်းသာတဲ့လူဒန်းစားတွေရဲ့အလှူမင်္ဂလာပွဲတွေကိုလည်းအ ਨੇ ဆုံး လက်ငွေ3သိန်းကနေ30ချီယူယူနေပါတယ်ငွေယူပြီးတော့လဲပွဲများကာလတစ်ချောင်းသမတ်ရက်အထိမီးမပြတ်အောင်ဆောင်ရွက်ပေးနေကြပါသဖြင့်စင်ရသားအခြေခံလူရန်သားတွေပြည်သူတွေကနေညမီးပြတ်ပြီး ပို့ပြီးတော့ဆင်းရဲဒုက္ခရောက်နေရပါကြောင်းကြီးသားပြီးတော့ရင်ဖွင့်လိုက်ရပါတယ်ဆိုပြီးတော့ဒီရန်ကုန်တိုင်းမြန်မာကုန်းမြို့နယ်မှာဒါလက်စစ်မီးတွေဒါအလုံးကျုံပြက်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ရေးသားပေးပို့လာတာပေါ့နော် ဒါဒီနေ့လို့ခကြီးမှဆိုရင်ဒါလက်စစ်မိကလူတွေရဲ့နေ့စဉ်အခြေခံဘဝမှာပေါ့လေဒါမဖြစ်မနေလိုအပ်ချက်တစ်ခုဖြစ်တယ်။နောက်ပြီးတော့လည်းအခုအားကຫນွေရသည်ဆိုတော့ကျွန်တော်ဒီလက်စစ်မိမရှိရင်ဒီຢာသည်ဥရုဒံကိုဒါအန်တုဖို့ဆိုတာလည်းတော်တော်ကိုခက်ခဲတဲ့အချိန်ပေါ့နော်။နောက်ပြီးတော့လည်းဒီကမ္ဘာနိုင်ငံအသီးသီးမှဆိုရင်ဒီလက်ဆက်မီးကိုလည်းဒါဦးစားပေးအနေနဲ့ဒါအလေးထားပြီးတော့ပေါ့လေအချိန်ပြည့်လာနိုင်အောင်ဆောင်ရွက်ထားနေပြီမဲ့လေဒီနေ့မြန်မာနိုင်ငံမှာတော့ဒါလက်ဆက်မီးလိုအပ်ချက်တွေကဒါနှိမ့်စင်တဲ့နှိမ့်စင်တဲ့အမျှပေါ့လေ ဒါလိုအပ်ချက်တွေရှိနေဆိုတာကတော့ဒါမြင်တွေ့နေရတာကတော့ဒါစိတ်မကောင်းကြပဲပေါ့နော်ဟုတ်ကဲ့မတိကရောပေးစာတွေထဲကဘဲစာကိုအရင်ဆုံးဖတ်ပြပေးဖို့ရှိလဲခင်ဗျဟုတ်ကဲ့ကိုအောင်ကျော်ညီမအခုတစ်ခါဖတ်ပြပေးမယ်ပေးစာကတော့စကိုင်းတိုင်းထဲကပေးပို့လာတဲ့စာပါစကိုင်းတိုင်းကတာနေအင်းကြီးရွာကပြည်သူတို့ဦးပါတဲ့တော်တူတီဗီဖွဲ့သားများအားလုံးမင်္ဂလာပါအရင်တစ်ခါကကျမတို့ပေးစာလေးဖတ်ကြားပေးလို့ကျေးဇူးတင်ပါတယ်ဒီဗီဗီကအစီအစဉ်တွေနေ့တိုင်းကြည့်ဖြစ်ပါတယ်အခုတစ်ခါပို့လိုက်တဲ့စာလေးကိုဖတ်ကြားပေးပါဦး အန်ယူဂျီအစိုးရမှတာဝန်ရှိသူများရှင်ကျမတို့ကတာမြို့နယ်အတွင်းမှာလောင်ကစားထိုင်တွေပုံမှုများပြားနေပါတယ်နှလုံးထိုင်ကြက်ဝိုင်းဖဲဝိုင်းသုံးလုံးထိုင်တွေဆိုရင်ရွာတိုင်းမှာရှိပါတယ်ဘယ်တာဝန်ရှိသူမှဖမ်းဆီးခြင်းစစ်ဆေးခြင်းမပြုလုပ်ကြပါဘူးတချို့မိသားစုတွေဒုက္ခရောက်နေပါတယ်တရားရေးအုပ်ချုပ်ရေးလုံခြုံရေးအားလုံးရှိပြီးသားနေမိပါဖြစ်နေတာကလောင်ကစားထိုင်တွေကိုဘယ်အဖွဲ့အစည်းကမှအေးအေးယူခြင်းမလုပ်ကြပါဘူး အလောင်းကစားကိုခွင့်ပြုထားတာရှိသလားလို့မေးချင်ပါတယ် DBB ရေဟုတ်ကဲ့ရှင်အခုဒီစာထဲမှာပါတဲ့အကြောင်းအရာတွေကတော့ကတာနေအင်ဂျီရွာမှာပေါ့နော်လောင်းကစားတွေကိုခွင့်ပြုထားတဲ့အကြောင်းကို NUG ကလူကြီးမင်းတွေသိအောင်လို့ဖတ်ကြားပေးလိုက်ပါတယ်ရှင်ဟုတ်ကဲ့နောက်ထပ်ကျွန်တော်ဖပြပေးမယ့်စာကတော့ဒီဒဇန်မျိုးနယ်လေးကပြပို့လာတဲ့စာလေးကိုဆက်ပြီးတော့ဖပြပေးချင်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့မင်္ဂလာပါကိုအောင်ကျော်နှင့် DBB အဖွဲ့သားများ တော်တူ DPP မှာအဖွဲ့သူအဖွဲ့သားအားလုံးနေကောင်းချမ်းမာလိုရာရီပြေကြပါသည်လို့ဆုတောင်းပေးလိုက်ပါတယ်တဲ့ဟုတ်ကဲ့ပြေပို့လာတဲ့ဆောက်လာရှင်လဲကြာချမ်းမာချမ်းသာကြပါသည်ခင်ဗျာကျမတို့ဒဇယ်မြို့နယ်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာလေးတွေကိုရင်ဖွင့်လိုက်ပြရသည်ဒဇယ်မြို့ပေါ်မှာတိုက်ပွဲမရှိပါပဲပြည်သူတွေတွာလာတဲ့လမ်းကိုလေးဘက်လေးလံကပိတ်ဆို့ထားပြီးတော့တွာလာခွင့်မပြုပါပဲဧပြီလ22ရက်နေ့ကလည်းကျွဲဆွဲရွာမှပြည်သူလူဟာ တိုင်းနယ်ကြီးရွာအဖွဲ့စည်းကပြည်သူတွေသွာလာနေတဲ့လမ်းကို တိုင်ပိုင်းထောင်ထားလို့တဦးသေးတဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။ဒီအကြောင်းအရာတွေကို NUG ပြည်သူအစိုးရနဲ့လူအခွင့်အရေးဝန်ကြီးတည်စေရန်အများပြည်သူ ကိုသာရေးသားတင်ပြလိုက်ရပါတယ်ဆိုပြီးတော့ဒီတစ်ဆယ်မြို့နယ်တွေကနေပြီးတော့ရေးသားပေးပို့လာတာပေါ့နော်။ဒါဒေသထဲမှာဆိုရင်တိုက်ပွဲတွေလည်းမရှိဘူး။ဒါပေမဲ့ဒါလုံခြုံရေးရဆိုပြီးတော့လေးပဲလေးနံပိတ်ဆို့ထားတယ်။ပြီးပြီဆိုရင်လည်းကျွန်တော်တို့ဒီ မိုင်းတွေပေါ့လေထောင်ထားတဲ့အတွက်ကိုပြီးခဲ့တဲ့ရပ်ပိုင်းကဆိုရင်လေဒါတူးဦးတည်တူးဦးတန်ရတယ်ပေါ့ဒီကြောင့်နဲ့ပတ်သက်ပြီးတော့သဆိုင်ရအမျိုးကြီးဝင်ကြီးနေတဲ့တောင်ရှိသူတွေသိရှိအောင်လို့ဆိုပြီးရေးသားပြပူလာတဲ့စာလေးကိုဖျက်ပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ဒီ Talk to DPP အစီအစဉ်ပြည်သူ့စာပစာငါပေးတာတွေဖျက်ချင်းအစီအစဉ်ကိုစာရီရေးသားပြပူတော့မယ်ဆိုရင်တော့ email ကနေတစင်းရေးသားပြပူတော့မယ်ဆိုရင် talk2dpp@gmail.com ကိုရေးသားပြပူနိုင်ကြပါတယ်ခင်ဗျာ Facebook ကနေရေးသားပြပူတော့မယ်ဆိုရင်တော့ facebook.com မြေသား dot to dvb ကိုရေးသားပေးဖို့နိုင်ကြပါတယ်။ Viber ဖုန်းနံပါတ်ကနေတဆင်ရေးသားပေးဖို့ရမယ်ဆိုရင်တော့အပေါင်း66 8111 46395ကိုရေးသားပေးဖို့နိုင်ကြပါတယ်ခင်ဗျာ။ဟုတ်ကဲ့ကိုအောင်ကျော်ရေညီမအခုတစ်ခေါက်ဖတ်ပြပေးမယ်စာကတော့ကတာလူလူလှုပ်ရှားမှုတပိတ်ကောမဒီကပါ။စကိုင်းတိုင်းကတာမျိုးကပါတဲ့။မေဒီနေကကပပပြပြဆိုင်ရအလုတ်သမားနေလူလူဆန္ဒပြပွဲကိုစကိုင်းတိုင်းကတာမျိုးနဲ့ ငားမြင်းတောင်းငားမြင်းဆောင်ကတာလူလူအောင်လံတပိတ်အဖွဲနဲ့ဒေသခံကောက်တောင်းသူလေသမားအလုပ်သမားတွေပူပေါင်းပြီးဆန္ဒပြတော်လံတပိတ်ပြုလုပ်ခဲ့တာကိုပြပလိုက်ပါတယ်။မှတ်တမ်းဗီဒီယိုနဲ့ပုံကလေးတွေလည်းပါပါတယ်။တောင်းသူအလုပ်သမားတွေပေါ်မျိုးမျိုးဖိနှိပ်မှုဂုတ်သွေးဆုံးမှုများမတရားမှုတွေပြုလုပ်နေသောဆရာနာရှင်နဲ့လက်ပါစီတွေအလိုမရှိကြောင်းပြသခဲ့ကြတာပါ။ကျွန်တော်တို့ကတာမှာနေ့စဉ်လလို့ဆရာနာရှင်အလိုမရှိကြောင်းဆန္ဒပြနေကြပါတယ်။ဒါကိုအများသိစေချင်လို့စာရေးသားပြပရတာပါ။နောက်ကြသွားတာကိုခွင့်လွှတ်ကြပါ။ ဖုန်းလိုင်းအင်တာနက်လိုင်းတွေဆိုးနေလို့ပါ80ပြည့်မွေးနေ့ရှင်အမေစုကျမ်းမာပါစီကြောင်းလဲကတာတပိတ်ဖွဲ့ဝင်တွေကဆန္ဒပြပွဲအတွင်းမှာကြွေးကြော်ခဲ့ကြပါသေးတယ်။စာဖတ်ပေးတဲ့ DPP ကိုလည်းကျေးဇူးတင်ပါတယ်။ငါးမြင်းဆောင်အောင်လန်လူလူတပိတ်ဖွဲ့ဆိုပြီးအရေးတာပြပို့လာတာပါရှင်။ဟုတ်ကဲ့ပါရှင်။ကျမတို့ Dot DPP အစီအစဉ်ကိုပတ်စဉ်စာလေးတွေရေးတာပြပို့နေလို့လဲဒီကတာမြို့နယ်ကတပိတ်ဖွဲ့ကိုအများကြီးအများကြီးကျေးဇူးတင်ပါတယ်ရှင်။ဟုတ်ကဲ့ပါဒါဒီဇမဆိုရယ်လဲဒါထောင်ထဲမှာပေါ့လေအချင်းထောင်ထဲမှာဒါ ဟိုချင်းချခံထားရတဲ့ဒါဒေါ်ဟန်စုကြည်ပေါ့လေသူရဲ့ဒီမွေးနေ့ပြည့်ဒါအသက်80ပြည့်မွေးနေ့အတွက်ကိုလည်းဒီမှာဒီလူတွေကနေပြီးတော့ဒါဆူတောင်းပြီးတော့ဒါချွေးချော်ခဲ့တာလေးတွေ့ရပါတယ်ခင်ဗျဟုတ်ကဲ့ပါမသိဒီကျွန်တော်ဆက်ပြီးတော့ဖျက်ပြပေးခြင်းနဲ့စာကတော့ဒီ AR design data ကြီးဒီတဲ့မြို့နေတဲ့ကပြပို့လာတဲ့စာကိုဆက်ပြီးတော့ဖျက်ပြပေးခြင်းပါတယ်ခင်ဗျဒီတာထားတဲ့အကြောင်းအရာကတော့ AR design data မြို့ကပါ data GH အထည်ချိတ်အထည်ချုံးဆက်ရောစိုက်ဒေးယုံဖျားအနီးမှာရှိတဲ့ တော်ကြိုက်လန်းတဲ့ကိုရီးယားဆက်ရုံဟာအခြေအနေအတော်ဆိုးနေပါတယ်တဲ့ကျွန်တော်တို့အခုမေလ9ရက်ရှင်းရနေ့ကဆန္ဒပြနေကြပါတယ်ဓာတ်ပုံဗီဒီယိုတွေကိုလည်းပို့လိုက်ပါတယ်ဟုတ်ကဲ့ပါအခုလိုဓာတ်ပုံနေဗီဒီယိုတစ်ခါပြပို့လို့လည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့အခုလက်ရှိအဲ့ဒီမှာအလုံးလုံးရင်ဆန္ဒပြနေတာပါပြောရရင်တနင်္ဂနွေနေ့ဆိုရင် OD တွေကပိတ်ရမရှိဆင်းရပါတယ်မဆင်းရင်နောက်နေ့မလာမလာနဲ့လို့ပြောပါတယ်အခုထိလည်းအဲ့ဒီ OD ကြီးတွေမရပါဘူး နှစ်ပတ်စာတောင်ကျွန်တော်တို့မရသေးပါဘူးပုံမှန်ဖွဲ့ရတွေဆိုရင်တစ်နှစ်အချိန်ပို2နာရီ3နာရီအလကားဆင်းရပါတယ်ခေါင်းဆောင်တွေကလည်းအလုသမားတွေဖက်မြန်မာလူမျိုးအချင်းချင်းယက်တီပေးကြပါမဖြစ်နိုင်နဲ့အာဝါဒီတွေတောင်းတယ်ပုံမှန်စူးစမ်းရင်အာဝါဒီ16ထဲလောက်ရတာကို20လောက်တောင်းပြီးအလကားဆင်းခိုင်းတယ်အရင်လတွေတုန်းကလည်း9ရက်ရှိရနောက်ကြပြီးလာတာထုတ်ပေးပါတယ်တချို့တွေဆိုရင်9နာရီအထိအလုဆင်းရပါတယ် OD ပေးမယ်ပြောတယ် လာသာတဲ့ထည့်ပြီးမယ်ပြောတယ်လာသာထုတ်ခန့်နေကြရင်အာဝါဒီမပြည့်လို့ဆိုပြီးမပေးပါဘူးထည့်မပေးပါဘူးတစ်ခါတစ်ခါအလကားဆင်းပေးရတဲ့ OD များညာနေလို့ဆိုပြီးတော့ဖျက်ချခံရပါတယ်ဒါအပြင်တနင်္ဂနွေနေ့တပိုင်းကို လူတိုင်းအခမဲ့လာဆင်းပေးနေရပါတယ်မဆင်းရင်ဒီကြီးရှော့မယ်လို့ပြောပါတယ်ဒီမတရားမှုကိုအများပြည်သူသိအောင်ရှင်းဖွင့်လိုက်ရပါတယ်ကူညီပါအောင် DPP ဆိုပြီးတော့ရေးသားပြဖို့လာတာပေါ့နော် ေရီတိုင်းကပေးပို့လာတဲ့ပေးစာလေးပါဒေါက်တူ DBB ရှင်နဲ့ကျမကအေရီတိုင်းဝါခင်မမျိုးကပါကျမတို့ဝါခင်မမျိုးနဲ့မှာအချက်ဖက်စစ်တပ်ကအတင်းအဓမ္မစစ်သားစုဆောင်းနေတဲ့အပြင်လစဉ်ကြီးကိုလည်းအတင်းအဓမ္မကောက်ခံနေပါဗါးအခက်ခဲရှိလို့မပေးနိုင်တဲ့ပြည်သူတွေကိုအိမ်သိမ်းမယ်မြေသိမ်းမယ်ဆိုပြီးအုပ်ကြီးတွေကချိန်ချောက်အကြက်ကင်ကြပါဗါးပြည်သူတွေမှာနေစဉ်နဲ့မြတ်တော့ကပွေနေရပါတယ်ကျမတို့ရဲ့အခက်အခဲတွေကိုဖတ်ကြားပေးခြင်းဖြင့်ကူညီပေးပါအောင်ဒီဗီဗီရှင်ယေရှုတင်ပါတယ်ဆိုပြီးရေးသားပေးပို့လာတာပါရှင် ဟုတ်ကဲ့ပါဒါပြည်သူတွေကနေပြီးတော့ဒါစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ရောက်ဟိုခံစားနေရတဲ့တောက်ခတွေကတော့ကျွန်တော်တို့ရဲ့အစီအစဉ်မှာပေါ့လေအပတ်စဉ်ပတ်တိုင်းလိုလိုဒါစာတွေအများကြီးလက်ခံရရှိတာလားရှိပါတယ်ဟုတ်ကဲ့မသိလေကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမယ့်စာကတော့ဒီချင်းပြည်နယ်ဖလန်းမြို့နယ်ကပြပို့လာတဲ့စာကိုဆက်ပြီးတော့ဖတ်ပြပေးခြင်းပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့ကျမကချင်းပြည်နယ်ဖလန်းမြို့နယ်ကပါတော်တူ DPP အဖွဲ့သားများကျမ